်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းချုပ်တစ်ထဲကငယ်ငယ်တုန်းကဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းသင်ကြီးဖြစ်ပါတယ်မောင်လူအေးခမရမာမိဘဆွေမျိုးတို့နဲ့တကွနေရက်ကိုပါ ခွဲခွာလာခဲ့ရသည်မှာခုနှစ်နှစ်ခန့်ပင်ကြာလေပြီတစ်နှစ်နေ၍တစ်ခေါက်မရောက်နိုင်ရှာရောက်ပြန်มาလဲတရက်နှစ်ရက်သားနေရမိဘဆွေမျိုးတို့နှင့်စကားပြော၍မျှမဝါသည် ပြန်လာခဲ့ရလေသည်အစိုးရအလုတ်ဝင်လုတ်မိရဖြစ်သောကြောင့်မညီတာပြီမညူတာပြီအစိုးရမင်းကပို့သောနေရာသို့တွားရမည်မငင်းနိုင်အစိုးရမင်းကခွင်ပေးမှအိမ်ပြန်ရမည် မဆန်နိုင်တရင်ကျွလတွင်ယုံစေရဲ့ပိတ်ဤကြောင်းမာတော့ငါကဲ့သို့ယုံပိတ်လင်း ပိတ်ချင်းအိမ်ပြန်ကျင်နာမရအမိတ်တောင်းရသေးသည်မိမိအုတ်ချုပ်ရသောနေကွက်ကွက်ကလေးတွင်အကျယ်ကျုပ်ခံနေရသော သူပေတည်းအခွင့်မရလည်း၎င်းနေမှမထွက်နိုင်ယုံပိတ်ရဲ့အတွင်နေရဲ့ပြန်ရန်ကြိုတင်ကခွင့်တောင်းထား၏ခွင့်ရလေပြီ မောင်လူအေးဝမ်းမြောက်၍မဆုံးနိုင် ရုံးပိတ်သောညမှာပင်နေရက်သို့လိုက်၍သွား၏မိရထားတဒံမိတင်မောတဒံနှစ်ရက်အတွင်းနေရက်သို့ရောက်လေတော့သည်မိဘဆွေမျိုးများဝမ်းမြောက်၍မဆုံးအတိမိတ်ဆွေများဝမ်းမြောက်၍မဆုံးငယ်ကျွမ်းများဝမ်းမြောက်၍မဆုံးစကားပြောလိုက်ကြသည်မှာတတော်တော်ငယ်ကျွမ်းဖြစ်ကြသောငမဲပါပုတင်တာညထွန်း ဘာအေအောင်လှဖိုးကျွန်းငအောင်တို့တယောက်ပြီးလင်တယောက် ပေါက်လာကြ၏ပေါင်ပုတ်ဒူးပုတ်ကြောပုတ်နှင့်စကားပြောလိုက်ကြသည်မှာ အာရစရာမိမိတို့အထဲမှ ထူးထူးချွန်းချွန်းမောင်လူအေးတယောက်သာ ဝင်တော့ဖြစ်သောကြောင့်ဝမ်းမြောက်၍မဆုံးနိုင်ကြပြီငယ်ကျိုးငယ်နာတွေကိုဖော်ကားတဟားဟားတဝါဝါနှင့်နေကြလေတော့သည်၎င်းတို့သာလင်မိတ်ဆွေအရင်အချာတို့ပါတကား ဝင်တော့ဆိုသောဂုံကိုအမှုမထားဂယုမဆိုင်အေးမလုံမောင်လူအေးရိုးရိုးကိုသာလဲသဘောရိုးရိုးနဲ့ချက်ခင်းကြသော သူများပေတီဤသို့ငယ်ကျွမ်းများနဲ့တဟားဟားနဲ့နေကြိုက်ငငယ်ကအဖြစ်အပျက်တွေကိုတရိရမြည်ပင်မြည်သူတရိမရပဲနေပါအောင်နီငငယ်တုံးကညလတတာတွင် ငမဲတင်တာဘေးကြီးဆန်ရှင်းတို့နှင့်လမ်းလျှောက်ကတကြောကြောနှင့်နေခဲ့ကြ၏ ၎င်းကြော်သည့်တိုင်အောင်မအိတ်ကြသည်ဦးသေးလေးအိမ်ရှိတွင်စိုက်ထားသောတင်းမောပင်မှတင်းမောသည့်ကို ခိုးကာဒေါ်ငိမ့်အောင်တို့အိမ်တွင် လက်တုပ်စားကြသည်များကိုတတိယ၏ယခုမှကငမဲတို့မှလည်းသားတွေတမီးတွေနှင့်ဖြစ်နေပေပြီမိမိလည်းတရတကြီးသို့ရောက်နေပေပြီ ငငယ်တုန်းကကွင်းပြင်တဲ့နေပူကျဲကျဲကလားဖျားပြက်နာတွင်ဘာအေးတို့နှင့် တီဟိုစီဖုတ်စားကြသည်များကို၎င်းထိုကလားဖရာအနီးတွင် ကလဘုကံတွင် ရေကူးတင်ကြသည်များကို၎င်းရေကူးတင်နေကြကြိုင်မြက်တွန်းရေနစ်သွားသည်ဖြင့်ဝိုင်းဝန်းကကဲကြဆဲကြရသည်ကို၎င်းတွေးမိပေ၏ယခုမူကားကလဘုကံနေရာတွင်မိယထာလန်ဖောက်လျက်ထားပေပြီ ကလားဖရာပြက်လဲမရှိတော့ပြီတကားထိုနေရာတွင်မိယထာဆက်စရာဤ နေထိုင်ရာအိမ်ကြီးတီလျက်ရှိလေပြီငငယ်တုန်းကဆန်ရှင်းဘတင်ပါပုတင်သာစားသောတချမ်းပဲသားတွေက တဖန်ငမဲစံဖေမြက်ထွန်းမောင်လူအေးစားသောနတ်ကျွန်းသားတွေကတဖက် ကလပုရွာချောင်းကို အလေကထားကစစ်တိုက်ကစားကြသည်များကိုလည်းမမေ့နိုင် တဖက်နှစ်တဖက်ဘူးသီးနှစ်ပောက်ကြရာတွင် မောင်လူအေးဤပါကိုမှန်သည်ဖြင့်မောင်လူအေးဤပါတချမ်းရောင်၍ အိမ်ပြန်ရသည်ကိုလည်းမမေ့နိုင်အိမ်ပြန်ရောက်၍လူကြီးများကမေးသောအခါလဲကြ၍ကြောက်နှင့်စောင့်မိသည်ဟုလင်၍ပြောရသည်ကိုလည်းမမေ့နိုင် ငငယ်တုန်းကနေပူကျဲတွင်ဆရာဦးအောင်ဤခြံထဲတွား၍တရတီးပစ်စားကြရာဦးအောင်လောက်လေးနှင့်ခွင်းသောကြောင့်ဆန်ရှင်းဤခြေတော်ကိုမှန်သည်များကိုလည်းစဉ်းစားမိပေ၏ဆန်ရှင်းကောင်းကောင်းမပြေးနိုင်သောကြောင့်မောင်လူအေးနှင့်ငမဲတို့ တွဲပြေးခဲ့ရသည်ကိုလည်းစဉ်းစားမိ၏။ဥုံကြီးကတေရှာပေပြီ။၎င်း၏ဥယင်လည်းချစ်တီးလက်သို့ရောက်ရှာလေပြီ။ဥယင်အတွင်း၌လည်းတရက်ပင်များမရှိတော့ပြီ။အလွန်ခမ်းနားသောတိုက်ကြီးတစ်လုံးကိုသာလည်းမြင်ရတော့၏။ဩသင်္ခါရသင်္ခါရဘာတခုမှ မမြဲပါတကား။ငငယ်တုန်းကမိုးဥပေါက်စာကွင်းပြင်ထွက်ကတင်တာဘေးကြီး မောင်ပါ မောင်ထွန်းထွန်းခင်တို့နှင့်မြက်ချားမိုးများလိုက်၍နှုတ်သီးများကိုလည်းတရိရမိပေ၏တင်တာက ဖိုးစိန်ဆိုပုံအောင်ဗလဆိုပုံစင်ကရုံဆိုပုံတို့ကိုဆိုဘေကြီးက၎င်းတို့နှင့်တူအောင်ကာပြီးတယုံယုံနှင့်ပျော်ကာပါကာတွာလာကာနှင့်မှုရှာကြသည်များကိုလည်းတရိရမိပေ၏မှုများကိုရှာလာပြီးနောက်ဒေါ်ဝတ်မတို့အိမ်တွင်ကစွန်ရွက်နှင့်ဖက်ကားကြော်ပြီးလင် တပြောတပါစားလာတောက်လာနဲ့နေခဲ့ကြသည်ကိုလည်းတရိရမိပေ၏ငငယ်တုန်းကလတတာတွင်တန်းတင်ဘေးကြီးမောင်ပါဒေါ်ငိမ့်တွေဒေါ်တာဤမိခွေမိအောင်တို့နှင့် ထုတ်တိုးတန်းကစားကြသဖြင့်တညာလုံးတညာညာနှင့်နေသည်များကိုလည်းတရိမရဘဲမနေနိုင်ဒေါ်ငိမ့်တွေနှင့်ဒေါ်တာဤတို့မိမမိညင်းကြရာကခိုင်ရန်ဖြစ်ပွားကြသည်ကိုလည်း တတိမရပဲမနေနိုင် ထုတ်တိုးသဖြင့်လဲရာမိမိဒူးပြဲသွားသည်ကိုလည်းတတိမရပဲမနေနိုင် ငငယ်တုန်းကလာတာတာညတညလူကြီးတိတ်လင်းငမဲဆန်ရှင်ကိုဖိုးအောင် ကိုဘသက်တင်တာဘာအေးတို့နဲ့တကွာဦးသုံးအင်းရှိတွင် ရှိသည်မြသောပန်းအိုးတွေဦးချစ်တီအင်းရှိတွင် မြင်သည်မြသောပန်းအိုးတွေဦးကံညွန့်အင်းရှိတွင် ထားသည်မြသောပန်းအိုးတွေ ဒေါ်သူစားအိမ်၌ရှိသည်များသော ခုံရှိတွေကိုယူပြီးလင်တင်သားတို့အိမ်ရှိမြေလက်တွင်ပန်းချံကြီးခင်းကျင်းထားသည်ကိုလည်းမြင်မရောရောနောက်တနေ့နဲ့နဲ့ဦးသုံးဦးချစ်တီဦးကံညော့ဒေါ်သူစားကြီးတို့ပန်းအိုခုံရှိများပြောက်၍လိုက်ရှာနေကြသည်ကိုလည်းမြင်မရောရောမိမိတို့အိမ်တို့ပြန်၍ယူဆောင်နေကြရသောကြောင့်စူပူကျိမ်းမောင်းနေကြသည်ကိုလည်းမြင်မရောရောငငယ်တုန်းက ညာဦးအချိန်တွင်ငယ်ကျွမ်းများနှင့်ဦးရှင်ကြီးတင်သော ကောင်းညင်းမုံဆန်းစသည်တို့ကိုလက်၍လူစားခဲ့သည်များကိုအဘယ်မှလင်းမေ့နိုင်ပါအံ့နီဤလူပွဲများတွင်ဆန်ရှင်းကအတော်ဆုံးဖြစ်၏အမြန်ဆုံးဖြစ်၏အကဲအတိဆုံးဖြစ်၏ငမဲကအမိုက်ဆုံးဖြစ်၏အယန်းဆုံးဖြစ်၏အကြမ်းဆုံးဖြစ်၏အချိန်ကြသည်နှင့်တပြိုင်နက်ចောင်းဆောင်ပေါ်မှာ ောင်းညင်းပကံသည်ဆန်ရှင်းလက်ထဲသို့ရောက်၍သွားလေတော့၏ဆန်ရှင်းလက်ထဲသို့ကောင်းညင်းပကံရောက်သွားသည်နှင့်တပြိုင်နက်၎င်းပကံထဲမှကောင်းညင်းသည်ငမဲလက်ထဲသို့ရောက်ရရှာလေ၏မောင်လူအေကနောက်လိုက်မြတာဥရှင်ကြီးပွဲကြကောင်းညင်းအတွက်ငမဲနှင့်ဆန်ရှင်းတို့ကို အားကိုးခဲ့ရပေသည်ယခုကဆန်ရှင်းတွင်သားသမီး၄ယောက်ငမဲတွင်သားသမီး၄ယောက်ရှိနေပေပြီ ၎င်းတို့၏အရက်အရာကို၎င်းတို့သားများကစက်ခံလျက်ရှိနေလေပြီ။ဆန်ရှင်းတို့မှာကဈေးထဲမှ၆ပြားနေဝေခဲ့သော စေးတံကိုခါကထိုးအချင်းများတွင်မိမိတို့၏ကျင်ရတော်များနှင့်သားရေးတမိရေးဆွေးနွေးလျက်ကောင်းတော့မည်။ငယ်ငယ်တုန်းကချစ်စင်က အပိုးတကထိတ်ပိတ်ဖြစ်၏။ယောက်ျားကလေးများအားအဖက်မလို့လူရဝင်သည်ပင်မထင်ဆက်လက်ခုံပိုင်ရှင် ဒေါ်မြရင်ဒေါ်ငွေတင်တို့နှစ်သာပေါင်းသိမ့်ပေ၏၎င်းတို့စစ်လက်ခုံများတွင်သာကြက်စားလေရှိ၏ချစ်စိန်က လုံကြီးအင်ကြီးကောင်းကောင်းမဝိရသေးလင်အိမ်ထဲမှ အိမ်ပြင်မထွက်အဝေစားပြောင်ပြောင်ဝစ်နိုင်မှ အိမ်မှထွက်လေသည် ထွက်ပြန်မှာကလည်းမိမိဤကျင်လေရာစစ်လက်ခုံတို့သာတွား၏အိတ်ထဲတွင်ကစာနှဆောင်သုံးဆောင်အမြဲပါ၏အရွယ်အချင်းချင်းစုံမိလင်ရီးစားထီကာ အမြဲဖွင့်ပြလေရှိ၏အိတ်ထဲတွင်ပါသောစာများကိုထုတ်ကာဖတ်လေရှိ၏သူရည်စားကပင် ပေးသလိုလိုယုံထင်ကြောင်းထင်အောင်လှုပ်တက်ပါပေအချို့ကယုံ၏အချို့ကမယုံ၎င်း၏အကြောင်းမောင်လူအေးအတိဆုံးဖြစ်လေသည်အဘဲကြောင့်ဤ၎င်းအတွက်စာများကို မောင်လူအေးကရေးပေးရသောကြောင့်ဒီမောင်လူအေးရေးပေးရသော စာများလည်းမရေတွက်နိုင်ပြီ တဇောင်းကိုမြလဲမိန်းကလေးတို့အားချစ်စိမ်မပေးဝင် မောင်လူအေးရေးပေးသည်မစာများမှာချစ်စိမ်ဤအင်ကြီးအိတ်ချစ်စိမ်ဤလက်ထဲမှာပင်အဆုံးဘဝသို့ရောက်ကြရရှာပေ၏မောင်လူအေးမှာမိမိကိုယ်တိုင်ရည်စားစားရေးတာတတ်သောကြောင့်ချစ်စိမ်အားရေးပေးသည်မဟုတ်မြစ်တာစာဘောင်းကျုပ်ဆိုသော စာအုပ်ဟောင်းကလေးတအုပ်ကိုမိမိအဖိုးစာအုပ်များထဲမှရထားသောကြောင့်တစားမီးတစားတမျိုးပြီးတမျိုး ချစ်စိမ်အားရည်သားစာအများရေးပေးနိုင်ခြင်းဖြစ်လေသည်ယခုက တင်တာငမဲဆန့်ရှင်ဘေးကြီးမှစ၍အာလုံသောငယ်ကျွမ်းတို့တားမရရကုန်ကြလေပြီချစ်စိမ်မာက လူပြိုလုတုံးပင်ဘယ်တော့များမှမရရမည်မသိအချိန်လဲကုန်ခဲ့ပြီလူပြိုကြီးဘဝနှင့်ပင်အယိုးထုံမည်ထင် ငငယ်တုန်းကမောင်လူသေးမောင်လူအေးမောင်လူထွေးသည်ဟူသောညီအကိုသုံးယောက်သား မိဖို့ပေးဝရဏလေးပေါ်ရင်နက်နက်တိုင်းညနေတိုင်းတန်စလုံးကလေးတစ်လုံးစီနဲ့အတူတူထိုင်က ထမင်းစားခဲ့ကြသည်များကိုလည်းမောင်လူအေးသတိမရပဲမနေနိုင် အကိုကြီးမောင်လူသေးကနမဲနဲ့လိုက်အောင်မဲသေး၏စိတ်ကလည်းလေး၏နှေးလည်းနှေး၏ညီငယ်ဆုံးမောင်လူထွေးကအားခွန်နဲ့ပြေစုံ၏စိတ်မှလည်းခတ်ထံပြီး၏မောင်လူအေးကမပြော့မမမျက်စိမှဆရာဖြစ်ရာက ခက်အေးအေးပင်နေတတ်၏သုံးယောက်သားထမင်းစားနေ gait ရသည်များသောငားကြော်ငားကင်ငားဟင်းများကို မောင်လူထွေးသည်ချက်ချင်းပင်ကုံအောင်စားလိုက်ပြီ၏မောင်လူသေးကနှင်းနှေးကွေကွေစား၍မျှမစားသည်လူထွေးမြင်လင်လူသေး၏ဟင်းတွေငားကြော်တွေကိုနှိုက်၍စား၏ရံပွဲစားလိပြီ ထမင်းတွေကိုစုပ်၍ပောက်ကြလိပြီတန်စလုံးများဖြင့်ပောက်ကြလိပြီ မောင်လူအေးစီးတို့ဆက်၍သွားပြန်လေပြီ။သုံးယောက်စလုံးငိုသူငို လူကြီးများအားတိုင်သူတိုင်ဖွားထွေးကကျိန်လုံးစာတစ်ချက်စီကျွေးလိုက်မှရံပွဲအေးလေတော်သည်။ယခုကယခုကယခုကလူကြီးပီပီဝင်ထောက်ပီပီအိန္ဒြေရရ ထမင်းပွဲတွင် ထိုင်ကြပေ၏။ထမင်းစားခန်းရှိ ထမင်းဇပွဲတစ်ဖက်တွင် ကိုလူသေးမှတိတ်ခါကြီးစွာနှင့်ထိုင်နေပေ၏။ ၎င်းနှင့်ကက်လျက်က၎င်း၏ဇနီးမတ်စိန်မာတီ၎င်းတို့နှင့်မျက်နှာချင်းဆိုင်ထိုင်နေသူတို့ကမောင်လူအေးနှင့်ခင်တန်းမြင့်ကလေးတဖက်သောအစွန်းတွင်က မောင်လူထွေးနှင့်ဇနီးမတ်အေးတို့ကျန်တစ်ဖက်တွင်က မောင်လူအေးတို့ဤအမကြီးမခင်မေနှင့်မိခင်တော်မြဦးလေးဦးတောင်းတို့မဟုတ်ပါလော၎င်းတို့အနီးကျမ်းမြေမော်တွင်ထိုင်က ထမင်းစားနေသူတို့အနီးကျမ်းမြေမော်တွင်ထိုင်က ထမင်းစားနေသူတို့ကမောင်လူထွေးဤตาကလေးမောင်အောင်ကြီးနဲ့တမီးကလေးခင်ခင်အေးတို့ဖြစ်ပါသည်ရုံးပိတ်ရက်အတွင်း क्वे ကွာနေကြသောမိသားတစုတို့စီဝေးကမိခင်အိမ်၌ပျော်ပွဲကြီးခင်းကနေကြသော အခါကောင်းမဟုတ်ပါလော မိခင်က သားများတမီးများဤမျက်နာကိုကြည်ကရှင်ရှင်ပြုံပြုံရွှေတုံးကြီးများရတဲ့ကဲ့သို့ဖြစ်နေ၏ဤသို့ပျော်ရွှင်နေခိုက်တွင် မောင်လူအေးကငါတို့ငငယ်တုန်းကငကြော်လူကြလို့ထမင်းနဲ့ပေါက်ကြသလိုပေါက်ကြအောင်ဆိုလားဟု ပြောလိုက်ရာတဝိုင်းလုံးဝါကနေရဲကြလေ၏ရဲ၍မဆုံးမီမောင်လူသေးက အခုပေါက်ကြရင်စုံးမဖို့ဖွားတွေးမှမရှိတော့ဘဲဟု ဆိုလိုက်ပြန်၏မောင်လူထွေးကတဖန်ဖွားတွေးကို လွမ်းသေးတော့ကွယ်သူများအခုနဲ့မြင်ရင်ဘဲကလောက်ဝမ်းတာမလဲလို့ အားလုံးပဲကျေနပ်နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့နှလုံးတို့ဝရပြည့်စုံနိုင်ကြပါသည်နော်